ရိတ်တရာလုံးမဲမင်္ဂလာပါခင်ဗျကျွန်တော်အန်ကင်မူပါဆိုတော့ဒီနေ့တင်ဆက်မဲ့ဇာတ်ကားလေးကြောင့်မပြောခင်မှာအရင်ဆုံးကျွန်တော်ရဲ့ channel ကို subscribe လုပ်ရသေးတဲ့သူများရှယ်လုပ်ပြီးထားပါဦးပြီးတော့ဘေးနားခေါင်းလောင်းလေးကိုနှိပ်ထားရင်နောက်ထပ်ရုပ်ရှင်ဇာတ်ကားကောင်းလေးတင်တဲ့ခါမှာတမ်းပြီးတော့သိနိုင်မှာဖြစ်ပါလိမ့်အဒီနေ့မှာကတော့ပြီးခဲ့တဲ့ရပိုင်းကစားတယ်ပြီးတော့တင်ဆက်ပေးခဲ့တဲ့ဒီ2025ခုနှစ်မှာ Netflix ကနေထုတ်လွှင့်ခဲ့တဲ့အသေးစားဆက် Korea Drama Series ဖြစ်တဲ့ One Life Gives You Tangerines ရဲ့ series လေးကိုတင်ဆက်ပေးနေသေးမှာဒီနေ့မှာတော့အပိုင်း၅ကိုဆက်လိုက်ပြီးတော့ရောက်ရှိလာခဲ့ပါပြီ။ ဆိုတော့မကြည့်ရသေးတဲ့ဒရေလည်းဘိုင်းတစ်ကဆပြီးတော့သွားကြည့်လို့ရပါတယ်။ဇက်ကလေးကလည်းနာနာနဲ့ဇက်ရှင်လေးကလည်းတက်လာဖြစ်တဲ့တော့ဒီကားလေးကိုကျွန်တော်ဒီနေ့မှဆက်လက်တင်ဆက်ပေးမှာဖြစ်ပြီးတော့ဒီထဲမှာတော့ကျွန်တော်ရဲ့ချစ်တော်အာယုန်နဲ့ဘာဘိုကန်တို့ကကမ်ပတ်တီနဲ့ပြန်လဲပြီးတော့ရာကူရာဒရမာလေးဆိုလည်းမမှားပါဘူး။ဆိုတော့1960ခုနှစ်ကိုအခြေပြုတ်ပြီးတော့လူငယ်နှစ်ယောက်ရဲ့ချစ်ဇာတ်လမ်းလေးကိုဘယ်လိုမျိုးပုံဖော်ထားလဲဆိုတာဒီ series လေးမှာဆက်လက်ပြီးတော့ကြည့်ရှုရအောင်ပါ။ဒီနေ့မှာတော့အပိုင်း၅ဖြစ်ပါတယ်ခင်ဗျာ။ဒီပိုင်းဆောင်မှာတော့ဒေါတော်ရီဘူမိသားစုပိုင်းနဲ့လှီရီနဲ့ပတ်သက်ပြီးတော့အဲဆုံးတော့လဲဆွေးနွေးနေကြပါလိမ့် အလူဟာအကြီးစားရွာလူကြီးဖြစ်နေတာကြောင့်ပိုပြီးတော့ပြဿနာရှာနေခဲ့တာပါဒါမှလည်းကျုံးမမ၄၀စီးရှိလို့ချင်း၈စီးကရွာတကြီးကပိုင်နေတဲ့အတွက်ကွမ်ရှစ်လည်းမစင်ုံမတက်တဲ့သွားနေမိလို့ဖြစ်သွားခဲ့ပါလေအဲ့ဒါမှတော့ကွမ်ရှစ်တယောက်ဘာမှမပါလာပဲအင်ကိုလက်ပလာနေကြီးပဲထပ်ပြီးတော့ပြန်လာရပြန်ပါလေအဲဆုံးလည်းတွေ့တာနဲ့သွားပေးကြည့်ပေမဲ့ကွမ်ရှစ်ကတော့စီးပွားရေးမကောင်းလို့သူ့ကိုဘာငါးမှမပေးလိုက်ဘူးလို့ပြောလိုက်ပါလေအဲဆုံးလည်းစီးပွားရေးမကောင်းတာနဲ့ပဲငါမဖမ်းပဲနေမာလာလို့မေးလိုက်တာပါရင်ကုန်းသမားအတော်ကတော့ ဟာလာတောင်ပတ်လေမှာလမ်းဖောက်နေတာကြောင့်အလုတ်သွားရှာခိုင်းမှုပြောနေပါတယ်။အတော်ကတော့ပင်လယ်ပဲဖြစ်ဖြစ်ကုန်းပေါ်ပဲဖြစ်ဖြစ်ငွေထွက်တဲ့နေရာကသူသိတာကြောင့်သွားခိုင်းနေကြတာဖြစ်ပါတယ်။အဲလိုနဲ့အဲဆွာကုံဝင်တဲ့ဈေးတဲ့ခရုတွေဂုံးတွေဝင်ပြီးတော့ရောင်းပါတော့တယ်။ငငယ်ကဂေါ်ဘီတို့ကတော့အော်မြောင်းရဲခဲ့တဲ့အဲဆွန်းတယောက်အခုခါမှလဲဝဲသူလောင်ခေါ်မြောင်းနိုင်ခဲ့ပြန်ပါဦး။အနောက်အဲဆွာရေငုံသမားတွေနဲ့စကားပြောနေတဲ့ယောက်ျားဖြစ်သူအကြောင်းကိုပါထည့်ပြီးတော့ပြောခဲ့ပါတယ်။ပြီးတော့အဲဆွာငါးဖန်းတဲ့လူတွေတန်းစီရာကြည့်ရင်အမြဲတမ်းကွမ်းရှစ်ကပထမဆုံးပဲလို့ပြောလိုက်ပါတယ်။ ကွမ်ရှိကပင်လယ်ပြင်မှာကြီးပင်းလာတဲ့သူပြီးပြီးပင်လယ်ကိုမကြည့်ပဲမနေနိုင်တာကြောင့်အခုအလုပ်ကိုတော့စိတ်ပြတ်နေပါတယ်အဲလိုနဲ့ကွမ်ရှိကလက်မှာဒဏ်ရာရလာတာကြောင့်ပတ်တီးပတ်ပြီးတော့ပြန်လာရပြန်ပါတယ်အဲကြောင့်ကွမ်ရှိကသူနဲ့မကိုက်တဲ့နေရာကနေမောင်းထုတ်တာကိုခံလိုက်ရပါတယ်သူနဲ့အင်ရောက်တဲ့အခါမှာလဲကွမ်ရှိကအကောင်းကြီးရှိနေတဲ့ခေါင်မိုးကိုတတ်ပြီးတော့လဲနေပြန်ပါတယ်အဲနောက်မှာတော့ကွမ်ရှိကငူငိုင်းနေပဲအင်ရှိကခုံမသွားပြီးတော့ထိုင်နေခဲ့ပါတယ်အဲကြောင့်အဲဆွန်းလဲသူ့ယောက်ျားကိုကြည့်ပြီးတော့စိတ်မကောင်းနေဖြစ်နေခဲ့တာပါကွမ်ရှိဘဝတစ်လျှောက်လုံးက စူးစမ်းလာတာကြောင့်အလုံးမလုံးပဲနေရတဲ့အခါမှာဂျေမကိုင်မီလက်မကိုင်မီဖြစ်နေခဲ့တာဖြစ်ပါတယ်။အဲဆိုရင်တောင်းထဲမှာကြံနေတဲ့ဂေါ်ဘီတို့တွေထက်နောက်ကျောပေးပြီးတော့လဲအိနေရဲ့ကွမ်ရှက်ရဲ့နောက်ဆိတ်ကပိုတော်မှညှို့နှိုင်းစရာကောင်းနေခဲ့တာပါ။ကွမ်ရှက်ကမနန်စောကြီးနိုးလာခဲ့ပြီးတော့အဲဆွန်းလောက်မှထမင်းချက်တော်ကူတော်လှုပ်ပေးထားပြီးနေပါပြီ။အဲနောက်နိုးလာတဲ့အဲဆွန်းနဲ့ကွမ်ရှက်နာထိုင်ပြီးတော့အားပေးစကားပြောပေးနေပါတယ်။ကွမ်ရှက်ကကိုနဲ့သားရဲကငားယောင်းလာတာမလို့အခုချိန်နားလို့ရတယ်လို့ပြောလိုက်ပါတယ်။ဒါကလည်းဒီတိုင်းပဲအားလိုက်ရက်လို့ပဲ တွေးရင်ရတာမလို့ပေါ်ပွားနေဖို့ကွမ်ရှစ်ကိုပြောလိုက်ပါလေကွမ်ရှစ်ကတော့အဲ့လိုမနာဘူးတာကြောင့်သူ့အတွက်ကတော့ထူးဆန်းနေပြီးသူကိုယ်တိုင်လည်းနေမတိထိုင်မသာဖြစ်နေကြတာပါကွမ်ရှစ်ကသူသာပေါ်ပွားနေပြီးတော့ပြောလိုက်လို့ရှိရင်မိသားစုဝင်၄ယောက်ရှိတာမလို့ဘာစားပြီးတော့နေကြမလဲလို့မေးပါလေအဲဆိုရတော့သူတို့မိသားစုငတ်သေးမှာကိုစိတ်မပူဖို့နဲ့လိုအပ်ရင်သူပါဝင်ရှာလို့ရတယ်လို့ပြောပါလေအဲကြောင့်ကွမ်ရှစ်လည်းကော်ပီလုံးလေးတထုပ်တောင်မရောက်နိုင်တဲ့စာချိုးမာလေးကသူ့ကိုဝင်ဝင်ကူရှာပေးမယ်လို့ပြောတာကြောင့်သဘောတူကြနေခဲ့ပါလေ ိုနဲ့မိသားစုရဓမင်းချက်ဖို့ဆန်အိုးထဲမှာဆန်မရှိတဲ့အခါမှာတော့အဲဆုံနဲ့ခေါင်းချောက်ရပါတော့တယ်အဲ့နောက်မှာတော့အဲဆုံတယောက်အင်ရှင်ဖွားစီမှာစားဖို့ဆန်သွားတောင်းပါတော့တယ်အဲဆုံကတခါမှသူများကိုအောက်ကျခံပြီးတော့မပြောဘူးတာကြောင့်သူ့အတွက်တော့ဆန်တောင်းဖို့ကခက်ခဲလို့နေခဲ့တာပါဆန်ရဖို့အတွက်ခီူလေးလို့ပြုံးပြုံးလေးလုပ်နေအဲဆုံကတကယ်စကားတွေကိုတော့ပြောလို့မထွက်ခဲ့ပါဘူးဒီလိုဖြစ်နေကြတာကိုကလေးသားသားကွမ်းမြောင်တယောက်ကကြည့်ပြီးတော့စိတ်မကောင်းဖြစ်ပေမဲ့သူလည်းဘာမှမတတ်နိုင်ခဲ့ရှာပါဘူး အခုတော့ကွမ်းမြောင်အမေနဲ့အတူတူဈေးထဲမှာဝဲကျင်တာဝယ်နိုင်နေပါပြီ။အဲဆုံးကတော့ကွမ်းရှိဈေးလာတိုင်းအကုန်လုံးကရှော့ပေးကြတာကြောင့်ပိုတက်တာတယ်လို့ပြောနေတာပါ။အဲဆုံးကတော့အရင်တုန်းကသူ့အเจ้าနေသမီးဖြစ်သူကိုပြောပြနေပါလေ။အဲဆုံးကအเจ้าသားဝယ်ဆုံးတဲ့ဈေးရောင်းရတာမလို့အမဲတန်းရှက်ပြီးတော့မျက်နှာကိုစောင်းနဲ့ကာထားတာပါ။ဒါမဲ့ခန်းချင်းလေးထဲမှာမိသားစုသုံးညာလုံးပေါက်ဘိုက်ထဲအော်မီတဲ့အထိကိုစားလောင်နေရာကိုမကြားသလိုဟန်ဆောင်ပြီးတော့အိတ်နေရတာကရှက်စရာကောင်းမှန်းအဲဆုံးနားလေသွားပါလေ။အဲတုန်းကလည်းအဲဆုံးတို့အရာအလုံးကပထမဆုံးလို့ဖြစ်ခဲ့ရပါလေ။ အဲဆုံးတယောက်စားစရာမရှိဖြစ်နေတဲ့အတွက်အဖွားစီသွားပြီးတော့ငိုပါတော့တယ်။ဦးလေးဖြစ်သူကတော့ဘာစကားမှမပြောဘဲငိုနေတဲ့အဲဆုံးကိုပြောဆိုနေခဲ့တာပါ။ဦးလေးကတော့ပတ်စံလာကြီးတဲ့သူကမာနပါတဲလာတာကြောင့်ဘာလို့လာနေသေးလဲလို့မေးနေပါလေ။အဖွားကတော့ဘာမှမပြောဘဲငိုပဲငိုနေအဲဆုံးကိုကြည့်ပြီးတော့စိတ်ပူလို့နေပါလေ။ဦးလေးကတော့ဒီအိမ်မှာအဲဆုံးမနေတော့တဲ့အတွက်ရောက်ခမတွေပဲသွားပြီးတော့ခါရသိနေလို့ဇူဘူးပြောဆိုနေခဲ့တာပါ။အဲကြောင့်ဦးလေးကတော့ကိုကိုပဲဂူးဆိုင်တဲ့အဲဆုံးကသူ့မရဲ့အချိုးတိုင်းပဲလို့ပြောလိုက်ပါလေ။ အဖွားဖြစ်သူကတော့အဲဆုံးလုံးဝအဆင်မပြေတော့လို့လားလို့မေးပါတယ်။ဦးလေးကတော့အဖွားဖြစ်သူရဲ့မေးခွန်းကိုပြန်ထောက်ပြီးတော့ရောင်းစရာလည်းရှိသေးလားလို့မေးပါတယ်။ဦးလေးကတော့သူတို့စီကနေအဲဆုံးလာဆွားလေအကျွေးတွေပဲရှိတာမလို့ကိုဘာသာကောင်းကောင်းနေဖို့ပဲပြောနေတာပါ။အဲနောက်ဦးလေးကအဖွားဖြစ်သူလက်ကရွှေလက်စုပ်ကြည့်ပြီးတော့အဲဆုံးကသာပေးလိုက်တော့လို့ပြောကစိတ်ပြပြနဲ့ထွားသွားခဲ့ပါတော့လေ။အဖွားတော့ကလေးတို့ကြွေးဖို့ဇန်လူနေမဲ့ပြောမထွားဖြစ်နေခဲ့တဲ့အဲဆုံးကိုနားလည်နေခဲ့ပါတယ်။အဖွားတော့အိမ်အောင်ရှင်မဖြစ်ပြီးတော့ကလေးနှစ်ယောက်မေးဖြစ်ပေမဲ့ အဲဆွမ်းကမရင်ကျက်သေးတဲ့ကလေးလိုပဲလို့ပြောလိုက်ပါတယ်။အဲကြောင့်တော့အဲဆွမ်းကသူတို့အများဆုံးအုံမင်းရင်ကောင်းမယ်လို့ကွမ်းရှိတ်ကိုပြောနေတာပါ။အဲဆွမ်းကတူတက်ကြီးလိုက်သူ့မိလိုမျိုးဓမင်းပကံပူပူလက်နဲ့ကိုင်တိုင်ခဲ့မယ်ထင်ခဲ့ပေမဲ့သူ့အတွက်တကယ်တမ်းကဖြစ်မလာခဲ့ပါဘူး။အဲဆွမ်းကတော့နေတိုင်းအပူလောင်လဲအတမမတက်ပဲနေတိုင်းသာနာနေတာပဲလို့ပြောလိုက်ပါတယ်။အဲကြောင့်အဲဆွမ်းကသူကလွဲပြီးတော့လူတိုင်းကလူကြီးလို့နေရတာလားလို့ကွမ်းရှိတ်ကိုမေးလိုက်ပါတယ်။ကွမ်းရှိတ်ကတော့သူတို့အားလုံးကလူကြီးတွေမလို့လူကြီးဟန်ဆောင်တွေရလို့အဲဆွမ်းကိုပြောပါတယ်။ အဲဆိုတော့အရန်ပေးမန်းနေတာကြောင့်မြန်မြန်သာအသက်ကြီးနေတာပါမိမအလုပ်လူကြီးအလုပ်လုပ်ရတာအလုံးကပထမဆုံးလို့ဖြစ်နေတဲ့အတွက်အဲဆိုတော့တေးချင်းစိတ်ပေါက်နေပြီးတော့ခက်ခဲနေပါတယ်အဲနောက်တိတ်တိတ်ကလေးမျက်ရည်တွေကျနေကြတယ်အဲဆိုဟာဂွမ်ရှစ်ဘက်ကိုလှည့်လာပြီးတော့ဖတ်ထားပေးဖို့တောင်းဆိုနေပါတယ်ပြီးတော့အဲဆိုကသူ့ကိုဖတ်ထားတဲ့ဂွမ်ရှစ်ကိုသူ့မေချော့သိပ်ဘူးလို့ကြောကိုပုတ်သိပ်ပေးဖို့ပြောပါတယ်အဲဆိုကတော့သူ့မေနောက်ဆုံးကြမှာသူ့ကိုချော့သိပ်တာကိုပြန်ပြီးတော့စဉ်းစားနေခဲ့ပါတယ်သူအဲ့လိုနဲ့အိပ်ပြောတော့မယ်အချိန်မှပဲအင်ရှင်တကားကနေအဖွားရဲ့ခေါ်တန်းကိုကြားလိုက်ရပါတော့တယ် အဖွားပြည်သူကလက်မဆွထားလက်ဆုပ်ကိုချက်ချင်းပဲချွတ်ပြီးတော့လာပေးခဲ့ပါအဲတော့အဲဆိုရင်အဖွားကသူ့ကိုလက်ဆုပ်မချွတ်ပေးနိုင်ခဲ့လို့အိမ်မပြောတာလားလို့မေးလိုက်တာပါအဲနောက်မှာတော့အဖွားကသူ့ဖွက်ထားတာပြီးအကုန်လုံးကိုနှိုက်ထုတ်ပါတော့တယ်ဒုံနဲ့စုငွေစာအုပ်ထုတ်လိုက်တဲ့အခါမှာတော့အဲဆုံးကဒါရီပါယူရရင်အိမ်ပြောမှာမဟုတ်ဘူးလို့ပြောလိုက်ပါတယ်အဖွားကတော့အဲဒီစုငွေနဲ့လေဝယ်လိုက်ဖို့အဲဆုံးပြောပါတယ်တကယ်လို့တယောက်ကသာမေးလိုက်ရင်ထီပေါက်လို့ရတဲ့ပတ်စံနဲ့ဝယ်တယ်လို့ပြောဖို့အဖွားကမှားနေပါတယ်အဖွားပြည်သူတောက်လျှောက်စုထားတဲ့ငွေမာနာကိုကြည့်ပြီးတော့အဲဆုံးလည်းအံ့ဩလို့နေပါတယ် အဖွားတော်စိတ်မဖြစ်ခင်ကသူဟင်းရောင်းပြီးတော့ရှာထားတဲ့ပတ်စံတွေပဲလို့ပြောလိုက်တာပါအဲ့ဒီစုငွေဖွက်ထားတာကမြေကြီးဂျုံကူကလောင်းစားဆွဲနေရတော့အိမ်မသာရင်ကလေးကထားလို့ရှိရင်ပတ်စံတွေအကုန်ပြောင်းသွားတော့ပါပြီအဖွားတော်အဲဆိုးမေကမတင်ကလာပြီးတော့ချင်းချောက်ထားတာမလို့စုငွေနဲ့ကြေးလိုက်ကြမယ်လို့ပြောလိုက်ပါတယ်အဲတော့ကအဲဆိုးမေကဝိဆုံပြင်းနဲ့ရောက်ခမစီကိုညာတွင်ကြီးရောက်ချလာခဲ့တာပါပြီးတော့အဲဆိုးမေကသူကြောက်နေရတော့တနေအောင်တူတူသွားဖို့လာခေါ်ခဲ့တာအဲ့ဒါကတော့ဓာတ်ပုံစတူဒီယိုဆိုင်ပဲဖြစ်ပါတယ် အဲဆိုမရအိမ်တော်ပြုစင်တော့ကရောက်မှဝယ်ပေးထားတဲ့အကောင်းဆုံးဝတ်စုံကိုဝတ်ပြီးတော့သူ့နာရီအတွက်ဓာတ်ပုံကြိုရိုက်နေတာပါရင်ကုန်းသမားတွေရဲ့ဘဝအသက်နဲ့ရင်းပြီးတော့အလုံးလုံးကြတာကြောင့်အရန်ကိုအယူသီးကြပါလေရင်ကုန်းသမားကဓာတ်ပုံရိုက်ပြီးဟဲဆိုရင်အတူပါဓာတ်ပုံဖြစ်သွားမှာပါပဲအဲဆိုမေကတတလုံးအခေါအောင်ကြောပေါ်ထိုင်းပြီးတော့နေခဲ့ရပြီမဲ့တေရမာကတော့သူလဲကြောက်နေခဲ့တာပါအနာမတော့ရောက်မှဖြစ်သူကအဲဆိုမေကိုသူစီမာပါလာတဲ့နှက်ခမ်းတွေကိုစိုးပေးပါလေရောက်မှတော့သားသမီးတွေတတလုံးမှတ်မိနေမဲ့ဓာတ်ပုံဖြစ်တာကြောင့် ဖြူပိုက်ပြော်ဖြစ်နေတဲ့နှကမ်းပေါ်မှာပန်းအောင်ဆိုတာကောင်းတယ်လို့ပြောနေပါတယ်။ရောက်ခမဖြစ်သူကအဲဆိုးမေဓာတ်ပုံတစ်ပုံရိုက်ပြီးတာနဲ့သူလည်းရိုက်မယ်လို့ပြောနေပါတယ်။ဒါပေမဲ့အဲဆိုးမေကတော့ရောက်ခမဖြစ်သူကိုအကြာကြီးထပ်နေပြီးမှလာခဲ့ပါလို့ပဲပြောလိုက်ပါတယ်။ရောက်ခမတော့သူ့သားကိုဆုံးရှုံးထားကြအောင်တာသမီးကိုဆုံးရှုံးထားတဲ့အမေကအကြာကြီးနေခဲ့ရပြီးပါပြီလို့ပြောနေပါတယ်။အားကြောင့်အဲဆိုးမေကနှမျောစရာကောင်းတဲ့သူ့ခင်မုန်းကိုသူပဲသွားရှာလိုက်မှာမလို့စိတ်ချဖို့ပြောနေပါတယ်။ပြီးတော့အဲဒီကိုရောက်တဲ့အခါအခုလိုမျိုးနောက်ရင်အောင်မပြူဝဲပူးကတ်နေပါမယ်လို့ဂရီပေးလိုက်ပါတယ်။ ရောက်ခမတော့သူသားဟန်ကျူးကိုတွေးလို့ရှိရင်တောင်းပန်ပါလေလို့ပြောခိုင်းပါလေ။အဲနောက်မှာရောက်ခမအသားကိုတရိယာပြီးဝမ်းမနဲ့နဲ့ငိုနေတာကြောင့်အဲဆိုးမေကနှစ်သိမ့်ပေးရပါလေ။အဲဆိုးမေကတော့ဟန်ကျူးကိုသူကိုယ်တိုင်သွားရှာမှာမလို့ဟန်ကျူးရဲ့သမီးကိုစောင့်ရှောက်ပေးပါလို့ပြောပါလေ။ဒါပြေသူဟန်ကျူးကိုစောင့်ရှောက်သူလိုမျိုးသူသမီးအဲဆိုးလေးကိုစောင့်ရှောက်ပေးဖို့ပြောနေတာပါ။အဲဆိုးမေကတော့မိဘတွေမရှိတော့မဲ့အဲဆိုးဟာ၁၀နှစ်ပဲရှိသေးတာကြောင့်မိခိုးစရာတဏှာတော့ရှိရမှာလို့ပြောနေပါလေ။ပြီးတော့အဲဆိုးကအဆက်မရှိတဲ့ကလေးလေးမှုတ်တဲ့အတွက်အမြဲတမ်းစိတ်လျှော့အောင်မလုပ်ပါဘူး။ အာမခံပါလေလို့ထပ်ပြောလိုက်ပါတယ်ဘွားမှာကိုဘသားကိုနေသွားရင်လည်းစူးစမ်းပြီးတော့ရှင်သန်နေတဲ့အဲဆုံးသာအဖွားပြည့်သူလာဆိုင်တော့တုံပင်မန်းတာမဟုတ်တာမလို့အဲလိုလာဆိုင်တစ်ခါတော့ကူညီပေးပါလို့ပြောလိုက်ပါတယ်အဲလိုမှပဲအဲဆုံးအဖေပေါ်အာနာကြပါတခုမှရှိတော့မှမဟုတ်ဘူးလို့ရောက်ခမကိုပြောပါတယ်ရောက်ခမပြည့်သူကတော့အဲဆုံးကလည်းသူကလေးပဲမလို့အဝေးကြီးသွားမယ်သူကကလေးကိုစိတ်မပူပါနဲ့လို့ပြောလိုက်ပါတယ်စိတ်မချဖြစ်နေပြီးတော့ငိုယုံနေတဲ့အဲဆုံးအမေကိုရောက်ခမပြည့်သူကပြန်ပြီးတော့ချော့မြူရပြန်ပါတယ် ဲ့လိုမျိုးမျက်ရည်တွေနဲ့ရိုက်ခဲ့တဲ့ဓာတ်ပုံဟာအတုပပုံဖြစ်လာခဲ့ပါတော့လေအဲဒီအကြောင်းအရာတွေကိုကြားသိလိုက်တဲ့အဲဆုံးလဲဝမ်ဘတ်တန်နဲ့ငိုကြွေးမိပါတော့လေအဲဆုံးကအဖွားဖြစ်သူကိုအဖွားဖြစ်သွားလို့ရှိရင်အမေကိုလွမ်းသီးလားလို့မေးပါတယ်အဖွားတော့အသက်ရှင်ရှင်နေလေမိဘတွေကသားသမီးကိုဘယ်လိုရင်ထဲထားပြီးတော့အသက်ရှင်နေလဲဆိုတာနားလေလေသားသမီးမိဘကိုတမလုံးအရင်ပို့လိုက်တယ်ဆိုရင်တော့သားသမီးကအရင်သေသွားတာကြောင့်မိဘရဲ့နှလုံးသားရဲ့အသက်ဆက်ရှင်နေတာပဲလို့ပြောလိုက်ပါတယ်အားကြောင့်အဖွားကသူ့သားကိုပေးတယ်လို့ မိဖြစ်သူအဲဆုံးကိုပေးနေတဲ့အတွက်ယူသွားပါလို့ပြောလိုက်ပါတော့တယ်။အဲ့တော့မှတော့အဲဆုံးကကွမ်ရှောကအဖွားပေးတဲ့ပတ်စံကိုကောင်းကောင်းသုံးပါမယ်လို့ဂရီပေးလိုက်ကြပါတယ်။ဒုံနဲ့အဖွားပေးတဲ့စုငွေနဲ့ကွမ်ရှစ်အတွက်လှေဝယ်ပေးလိုက်ပါတော့တယ်။ဒုံနဲ့ကွမ်ရှစ်မိဘတွေကကောင်းကြီးပေးတဲ့အနေနဲ့စူတောင်းပွဲတွေလုပ်ပေးကြပါတယ်။လူများကလည်းလှေတကြီးရမ်းလို့အော်ခေါ်ပြီးတော့ဂုံပြူပေးနေကြတာပါ။ကွမ်ရှစ်ဖွားကလည်းနတ်ဆရာမပြီးပြီးငါးဖန်းကောင်းအောင်လို့စူတောင်းပွဲလုပ်ပေးနေပါတယ်။ အဆုံးလေးကတော့ဒီမင်ကွန်းကိုမြင်ပြီးတော့သူ့မိအဆုံးဖွားကိုသေချာကြည့်နေခဲ့ပါတယ်။အမေဖြစ်သူကလည်းသူ့လာကြည့်နေတာကိုဂျုံကူလို့တွေးမိသွားလားလို့မေးလိုက်ပါတယ်။အဲဒါကြောင့်အမေဖြစ်သူကသူ့မိအကြီးဂျုံကူရဲစခန်းကိုခိုးမှုနဲ့သူ့ရင်တိုင်မယ်လို့ပြောလိုက်ပါတယ်။ဒါမဲ့သားဖြစ်သူကတော့လက်မလျှော့သေးပါဘူး။သူ့သားကြီးကသာအဖွားဖြစ်သူဘိုးဘေးကတော်ပွဲတွေကိုလှုပ်ပေးမယ်မြည်ကြီးပဲလို့ပြောလိုက်ပါတယ်။ပြီးတော့မိသားစုမျိုးဆက်ကိုဆက်ပေးမယ်မြည်ကြီးပဲလို့ထပ်ပြောပါတယ်။ဒါမဲ့အဖွားကြောင့်မိတာကတော့ဘယ်သူမှမလန်နိုင်ပါဘူး။ မိမအဲဆုံးကလည်းဒါအကြီးဆုံးရဲ့သမီးပဲလို့ပြန်ပြောခဲ့ပါတယ်။အဲနောက်မှာတော့ဂွမ်ရှိမေကရမ်းမိသားစုရဲ့မျိုးဆက်၄ဆက်ပြီးမှသူသားကြီးဂွမ်ရှိကဂျေဂျူရဲ့လေတကြီးအစ်စ်ဖြစ်ကြောင်းကြေညာလိုက်ပါတယ်။အဲကြောင့်အဲဆုံးလည်းရမ်းမျိုးမဟုတ်ပဲသူ့ရဲ့အိုမျိုးရိုးပါလို့ပြောလိုက်ပါတယ်။အဲဆုံးကသူ့ဖွားကိုယ်တိုင်သင်းမောဝယ်ပေးထားတာမလို့နတ်ဆရာမပြောတဲ့ကံကောင်းတယ်ဆိုတာတခြားမဟုတ်ပဲသူ့ကိုပြောတာပါလို့ပြန်ပြောပါတယ်။အားလုံးကလည်းအဲဆုံးကငွေစွန်းယူမလာနိုင်ပဲလက်ထပ်ခဲ့ပြီးမြဲအခုတော့သင်းမောကြီးရအောင်လုပ်ပေးနိုင်ခဲ့တာမလို့ကြီးကျူးနေခဲ့ပါတယ်။ ။ကွမ်ရှစ်ကတော့သူမိမအဲဆုံးကိုကြည့်ပြီးတော့သဘောရည်ကြနေခဲ့ပါလေ။အဲဆုံးကတော့လောကကြီးမှာအပျော်ဆုံးမင်းကလေးပုံစံပဲလို့ကွမ်ရှစ်ကပြောနေခဲ့တာပါ။အဲလိုပြောပါနေကြတော့မှပဲအဲဆုံးတယောက်ခလေးမွေးကျင်လာပါတော့တယ်။အားကြောင့်အဲဆုံးနဲ့အတန်ကျဲကျဲနဲ့လေဘွားယောက်ျားကိုအော်ခေါ်ပါတော့တယ်။ကွမ်ရှစ်တို့သားမီလည်းနီးစရာလဲကိုယူပြီးတော့အဲဆုံးကိုတင်ကားဈေးုံကိုပို့ရပါတော့တယ်။ဒီလိုနဲ့တောင်ကုန်းဘွားဖြတ်ပြေးရတာကြောင့်ယောက်ျားမဖြစ်သူကတော့မလိုက်နိုင်တော့ပဲယောက်ျားကသာဇောနဲ့လိုက်ပို့ရပါတော့တယ်။တို့နဲ့အဲဆိုကနောက်ထပ်ကလေးကိုကိုဝင်ဆောင်နေပြန်ပါပြီ ကိုမြောင်လက်ရှိသက်မှာအဲဆုံးကကိုဝင်မဲဆောင်နေခဲ့တာပါအဲ့တော့မှတော့အဲဆုံးကတအားကြားလေးမွေးဖွားပေးနိုင်ခဲ့တာကြောင့်အိမ်မှာညနေပန်းလေးလှခဲ့ပါလိအဲ့လိုနဲ့အဲဆုံးကရောက်ခမလိုချင်တဲ့ငွေစုံပေးလိုက်ပါလိအဲဆုံးကရောက်ခမဘက်ကဘိုးဘေးကတော့ဘွဲကိုဘယ်တော့မှမလာပါဘူးယောက်ျားဖြစ်သူကမလာခိုင်းတော့အကြောင်းပြပြီးတော့စင်ကြေးပေးခဲ့ပါလိအားကြောင့်ကွမ်ရှိအဖွားကလည်းအဲဆုံးကသူ့ထပ်ပို့ပြီးတော့ပါနတ်တဲ့ကြားပေါက်ပဲလို့ပြောပြီးတော့ជីကျူးနေခဲ့ပါလိအဲ့ချိန်မှာပဲကွမ်ရှိပြန်လာပြီးတော့သူမိမစီလာလဲတဲ့အဖွားနဲ့အမေကို ဘူးကြီးကြီးပါတော့တယ်အဲဆုံးကတော့ရောက်ခမသူ့ကိုချစ်လို့မုတ်တွေလာကြွေးတာလို့ပြောလိုက်ပါတယ်အဲကြောင့်ပါရဲ့ဂွမ်ရှိကသူရလာရေပွဲတွေကိုအင်ရှင်လေးများစီသွားပြီးတော့ပေးပါတယ်ဟင်းချဖို့ပြင်တဲ့အဲဆုံးနဲ့ကလေးတွေကိုဘာနဲ့သွားကြွေးမလဲလို့ညီးနေခဲ့တာပါအဲနောက်ဂွမ်ရှိကအင်ရှင်ကိုသူတို့အိမ်ဝယ်လိုက်တာကြောင့်ထွက်သွားတော့မယ်လို့ပြောနေခဲ့ပါတယ်အင်ရှင်လေးများကတော့အဲဆုံးဘာလန်းခေါ်ပြီးတော့အထိမ်းမှန်နေနဲ့ဝတ်တိုင်းချက်စားကြမှာမလို့ကလေးတွေကိုပါနှိုးခိုင်းနေပါတယ်အဲဆုံးကတော့ဘာလို့သူ့ကိုအထုပ်ပြင်ခိုင်းလဲဆိုတာစဉ်းစားနေခဲ့ရပါတယ် အင်ရှာတော့ဒီလိုအခန်းချင်းချင်းလေးထဲမှာအချိန်ကြာကြီးနေဖို့မလွယ်ကူတာကြောင့်မိသားစုဆိုတာမျိုးကကိုပိုင်အင်ရှိမှရမှာလို့ပြောနေပါတယ်။အဲနောက်မှာတော့ကွမ်ရှက်ကသူဝယ်လိုက်တဲ့အဲဆုံးအမေရဲ့အင်စီကိုခေါ်လာပြပါတယ်။အဲဆုံးကတော့အမေပုံနဲ့ဘောင်ခတ်ထားတဲ့သူ့ကဗျာလေးကိုကြည့်ပြီးမျက်ရည်ရီကျနေခဲ့တာပါ။ကွမ်ရှက်ကတော့အဲဆုံးတယောက်ချောင်းနဲ့ရွယ်ကလေးကတယောက်ထဲလာခဲ့ရပြီးတော့မနက်တိုင်းနိုးလာနဲ့တောင်စားတက်တယ်လို့ပြောနေပါတယ်။အဲဆုံးကငယ်စဉ်ကလေးကအဖွားအိမ်ကနေအမေရှိတာတောင်ပေါ်ကအိမ်လေးစီကိုအမြဲတမ်းပြေးတက်လိရှိပါတယ်။ ဘယ်လိုအချိန်မှဖြစ်ဖြစ်အမေဖြစ်သူကသူ့ကိုအမြဲတမ်းကြိုးစုံနေပြီးတော့ပွေးဖတ်ထားပေးလို့ရှိပါတယ်။အဲဆွန်လဲဝမ်းနေပြီးတော့ငိုနေအောင်ကွမ်ရှစ်ကတော့အဲဆွန်ပြောပြနေကြအမေကဘယ်လိုရင်ငုတ်ပြီးတော့အင်ကိုဝယ်ခဲ့ရတယ်ဆိုတာတွေသူ့မှတ်ထားကြောင်းကိုပြောပြပါတယ်။အဲဆွန်ကတော့ဒီအင်ဝယ်လိုက်တယ်ဆိုတာကိုမယုံနိုင်ဖြစ်နေတဲ့အတွက်ကွမ်ရှစ်လဲသူတို့အင်ပိုင်လေးပါလို့ပြောလိုက်ပါတယ်။အဲဆွန်လဲရင်ကသူခါမှအင်မပိုင်ခဲ့ဘူးတာကြောင့်ဝမ်းနေဝမ်းသာဖြစ်လို့နေပါတယ်။ခယူလေးတွေမှာတော့ကိုပိုင်နေရာရှိခဲ့မယ်။အဲဆွန်မှာတော့ကိုပိုင်နေရာရဲ့လို့တခါမှမရှိခဲ့ဘူးပါဘူး။အဲဆိုအမေအိမ် ဦးလေးအိမ်ရောဒေါ်တော်ကမိတွင်းအိမ်ကအစအဲဆွဲအိမ်မဟုတ်ခဲ့တာကြောင့်အခုတော့အဲဆွဲမှာကိုပိုင်းအင်္ဂလိပ်ရှိလာခဲ့ပါပြီအဲ့လိုဝမ်းနဲ့ဝမ်းသာဖြစ်နေအဲဆွဲကိုဖတ်ပြီးတော့ကွမ်ရှစ်ကတော့နောက်ဆိုတီးတဲ့ပို့ပြီးတော့ကြီးတဲ့အိမ်ကိုဝယ်ပေးပါမယ်လို့ပြောပါတယ်အဲ့နောက်မှာတော့အဲဆွဲတို့ဟာအိမ်ရဲ့အတွင်းပိုင်းကိုလိုသလိုပြောင်းလဲခဲ့ကြပါတယ်အဲဆွဲကပလဲပါတဲ့ဗီဒီယိုအသစ်ကိုယောက်ျားစီကရာထားခဲ့တာဖြစ်ပါတယ်ဒီလိုမျိုးဗီဒီယိုလှလှလေးကြောင့်အဲဆွဲကတော့သမီးဖြစ်သူကိုပြပြီးတော့ကြွားလုံးထုတ်နေခဲ့တာပါအဲ့နောက်မှာတော့ကွမ်ရှစ်ကသူတို့ရဲ့အိမ်အသစ်နဲ့အသစ်ဆက်ဆက် ပလဲဘီရိုနဲ့အမတ်တရားဖျောင်းလို့မိသားစုတက်ပုံစုရိုက်ကြပါတော့တယ်။တ냐မှာတော့အေဆွန်းတယောက်ထားကြည့်တော့အမေဖြစ်သူတန်ရှင်းလုံနေအောင်မြင်လိုက်ရပါတယ်။အေဆွန်းလည်းထွက်လာတော့အမေဖြစ်သူကအရင်နေတဲ့သူတွေကတန်ရှင်းအသေးချလုံမသွားတာကြောင့်လို့ပြောဆိုနေပါတယ်။အေဆွန်းလည်းသူ့အိမ်မှာထဲမှာတစ်ခါမှမပေါ်လာဘူးပဲ။အခုမှပေါ်လာကြောင်အလုံးရှုံနေရလားလို့မေးလိုက်တာပါ။ဂျိုနဲ့အေဆွန်းကသူ့အမေကိုကြည့်ပြီးတော့သူ့အိမ်ဝင်လို့ရောက်လာလားလို့မေးလိုက်ပါတော့တယ်။အေဆွန်းလည်းသူ့အတွက်ဂုံယူလားလို့မေးလိုက်တော့အမေဖြစ်သူကဘေးငါထရက်ကားဝယ်ထားတဲ့အကြောင်းကိုပြောလိုက်ပါတယ်။ ပြီးတော့ဂွမ်ရှက်ကအခုလဲမွေးဖွားကန်ဒီကိုကင်းမုံသွားဖမ်းနေတဲ့အကြောင်းအမေကတော့ဇူပူနေခဲ့တာပါအဲဆုံးကတော့ဂွမ်ရှက်ကင်းမုံရောင်းရလွန်းလို့ပဲအိမ်ဝင်နိုင်တာပါလို့ပြန်ပြီးတော့ပြောပါတယ်ဒါမဲ့အမေဖြစ်သူကတော့ဘေးအင်ကလိုင်စင်လဲရှိသူထရက်ကားလဲရှိကြောင်းပြောလိုက်တာပါအဲနောက်အမေဖြစ်သူကဘေးအင်မှာထရက်ကားရှိရလို့နောက်ထပ်တစ်ခါထပ်ပြောလိုက်တာကြောင့်ဇေယုံလဲလန့်ပြီးတော့နိုးလာခဲ့ပါတော့တယ်အဲနောက်ဇေယုံကဘိုင်းနာလာအတွက်ဂွမ်မြောက်ကိုဘေးအင်ကတော်ကြီးစီကနေထရက်ကားငှားခဲ့ဖို့သွားပြီးတော့ပြောခိုင်းလိုက်ပါတယ်တို့နဲ့အဲဆုံးတယောက်မွေးကန်ပြီးဖြစ်လို့ထရက်ကားနဲ့အမြန်ပြေးရပါတော့တယ် ။ဒုံနဲ့သားနဲ့အမွေးဖွားထားတဲ့အဲဆွမ်းကမိသားစုတွေညနေပိုင်းလှနေခဲ့ပါပြီ။မြေချွေးမကိုជីကျူးနဲ့ကွမ်းရှိအဖွားလဲဒေဆုံးသွားတဲ့ဘိုးဘေးကောင်းကြီးပေးခံတာကြောင့်ဒီကလေးကကံကောင်းမဲ့ကလေးပဲလို့ပြောနေခဲ့ပါလေ။အဲဒါမှမတော့အိမ်ကိုရင်ကုန်သမားတွေရောက်လာကြပြီးကွမ်းရှိလေးကငားရီအပြည့်ဖြစ်နေကြောင်းကိုလာပြီးတော့ပြောပါလေ။ဒုံနဲ့တရမှာတော့ရွာစကြီးနေရာအတွက်မဲခွဲပြီးတော့ဆုံးဖြတ်ကြပါတော့လေ။ရင်ကုန်းသမားတွေကအိုရဲဆုံးကိုဒူးရွာတကြီးနေရာအနေနဲ့ပေးချင်နေကြတာပါ။အဲဆုံးကအကြောင်းလုံးကလည်းအတန်းကောင်းဆောင်ဖြစ်ပြီးတော့ရွာလူတွေကဆ ခွန်ရဲ့သမီးဖြစ်နေတာကြောင့်လှုပ်စေချင်နေကြပါလေ။ဒါပေမဲ့လေသကြီးကတော့သူ့ကိုညင်းခဲ့တဲ့အဲဆုံးကိုညှိုးတေးပြီးတော့ကန့်ကွက်နေခဲ့ပါလေ။ဒူးရွာကြီးလှုပ်ရင်စံညုံးထားရှိတဲ့အတွက်လှုပ်ချင်တိုင်းလှုပ်လို့မရဘူးလို့ပြောနေခဲ့ပါလေ။အဲလိုနဲ့အဲဆုံးနဲ့လေသကြီးကိုခွေးလို့သွေးဝိုက်ပြောပြီးတော့ခွေးတော်ဝင်ပြိုင်တာမလို့သူလည်းပြိုင်မယ်လို့ပြောနေခဲ့ပါလေ။အားလုံးကလည်းမဲခွဲပြီးလေသကြီးအရှက်မကွဲအောင်အဲဆုံးကိုဒူးရွာကြီးပေးလို့ဖို့ပြောလိုက်ပါတော့လေ။ဒီနေ့အဲဆုံးကဒူတုံရဲ့ပထမဆုံးရွာကြီးခဲ့ဖြစ်လာခဲ့ပါတော့လေ။ ဲ့ဒါမှမဟုတ်အဲဆုံးတော့အဖွဲဟာအကအဖွဲကိုဖမ်းပြီးတော့စစ်ဆေးခဲ့ပါတယ်အဲဆုံးတော့မိန်းကလေးအိမ်သားတွေကဘုံနေတန်ကြားတာကြောင့်တိတ်တိတ်ကလေးသွားပြီးတော့ချောင်းကြည့်နေခဲ့တာပါအဲ့အချိန်မှာပဲလေတကြီးရောက်လာပြီးတော့အိမ်သားတွေအတင်းဝင်ဖို့ကြိုးစားတာကြောင့်အဲဆုံးကတားလိုက်ပါတယ်အဲဆုံးလဲသူပဲဒီနေရာကိုတောင်းဝင်မယ်လို့ပြောပေမဲ့လေတကြီးကတော့အဲဆုံးကသူသွားနေရာတိုင်းမှာပေါ်လာတဲ့အတွက်သူ့ကိုမမေ့နိုင်ဖြစ်နေရလားလို့မေးလိုက်ပါတော့တယ်အဲနောက်အဲဆုံးကဘာပြန်ဖြေပဲအိမ်သားတွေဝင်သွားခဲ့တာပါပြီးတော့ဘုံနဲ့မျိုးမီးရှိရာကိုသွားပြီးတော့စစ်ဆေးလိုက်တဲ့အခါမှာတော့ခလေးခြေထောက်ကိုပါတွေးလိုက်ရပါတော့တယ် အဲနောက်တကားဖွင့်လိုက်တဲ့အခါမှာလေတကြီးရဲ့သမီးနဲ့ဇနီးဖြစ်နေရာကြောင်းအဲဆုံနဲ့ခေါင်းကြီးသွားပါတော့တယ်။အဲဆုံကအိမ်သားတကားကိုလော့ချပြီးတော့ဆရာကတော်သားမီးကိုထုတ်ပေးဖို့ပရင်ပေါက်ကိုအတင်းပဲဖွင့်နေခဲ့ပါလေ။အဲနောက်မှာတော့ဆရာကတော်သားမီးကပရင်ပေါက်ကနေထွက်ပေးဖို့ကြိုးစားနေတော့ပစ္စည်းပြုတ်ကျသွားခဲ့တာကြောင့်လေတကြီးကတီးသွားပါလေ။ဒီလိုလေတကြီးလိုက်မဲ့အလုံးမှာပဲအဲဆုံကဝီစီကိုမှုတ်ပြီးတော့သူပဲလိုက်မဲ့လို့အော်ပြောကတဟုံလို့ပြေးလိုက်သွားပါတော့တယ်။ရင်ငုံးသမားအတော်ကတော့လက်ကားနေဓာတ်ပုံပဲရိုက်နေရွာကြီးတက်တော့အဲဆုံကပိုတော်တာပဲလို့ကြီးကျူးနေကြပါလေ။ အဲ့တော့မှတော့အဲဆုံးကဆရာကတော့ဘဏ္ဍဆိုင်ခေါ်လာပြီးတော့ပြေးတော့ကဘဏ္ဍတစ်ဖက်ကြံခဲ့တာကြောင့်အစ်စ်ဝယ်ပေးနေရပါတယ်။ကာဝဲသွားကြည့်တာကကလေးဘွားခေါ်လာတာကြောင့်အဲဆုံးလည်းမေးမြန်းကြည့်နေရပါတယ်။ဆရာကတော်ကတော့သူ့ယောက်ျားကြောင့်စိတ်တွေမုန်းကြနေပြီးအကမှမကရရင်စိတ်အပန်းမပြေပါဘူးလို့ပြောပြနေပါတယ်။ပြီးတော့ဆရာကတော်ကသူ့ယောက်ျားအိမ်မာနေလဲမကောင်းတဲ့သူပဲလို့ပြောလိုက်တာပါ။လေတကြီးကြောင့်သမီးလေးညှိုးစုကအဖေမေစွာထတ်တောင်ယာဆဆဆိုတဲ့စကားကိုပို့ပြီးတော့သုံးတက်လာနေခဲ့ပါတယ်။အဲ့တော့ညှိုးစုကသူ့မေဖနာကြံခဲ့တာကိုပြောနေတာကြောင့် အဲဆွန်လည်းဖနာကိုလေတကြီးကကောက်ရလောက်တယ်လို့ပြောနေခဲ့ပါလေ။အားကြောင့်အဲဆွန်ကစင်တူတဲ့ဖနာစီးပြီးတော့ဆရာကတော့ကိုပြန်စီခဲ့ပါလေ။အဲနောက်ဆရာကတော့အဲဆွန်ကောင်းဘွားကလေးကကွမ်းရှင်းငါးဖမ်းပြီးတော့ဝယ်ပေးထားလားလို့မေးလိုက်တာပါ။အဲဆွန်ကလူတိုင်းဒီကလေးနဲ့ပတ်သက်ပြီးတော့ပြောနေကြတာကြောင့်စိတ်ညစ်လို့နေပါလေ။အဲ့တော့မတော်ဆရာကတော့အဲဆွန်နဲ့သူ့ယောက်ျားပတ်သက်မှုရှိတာကိုသိလိုက်ပြီးတော့တကယ်ထောင်တာမရဘူးလားလို့မေးပြန်ပါတယ်။အဲကြောင့်အဲဆွန်နဲ့သူတခါပဲကျင်ဘက်တွေ့ဘူးတာလို့ရှင်းပြလိုက်ပါတယ်။အဲ့တော့မတော်ဆရာကတော့အဲဆွန်ရှိမှရင် ။သမီးလေးဟွန်းစုကိုကွမ်ရှိလိုလူနဲ့သာလက်ထပ်ဖို့ပြောနေခဲ့ပါတော့တယ်။အဲကြမှာတော့ကွမ်ရှိကလေပြင်းနေတော့အဲဆုံးရောက်လာခဲ့ပါတယ်။အဲလီပေါ်မှာလဲသားနှစ်ယောက်ကစော့နေကြပြီးတော့ကန်းဆက်မှာကွမ်မြောင်ကကြောက်တုံးကြောက်ခဲလေးတွေကိုစော်ကစားနေခဲ့ပါတယ်။ဂျိုနဲ့ကွမ်ရှိကအဲဆုံးဟာသူ့ထပ်ပို့ပြီးတော့လိမ့်လာတာကြောင့်စုတ်တံယူလာပြီးတော့တင်းမောင်းမှာရေးစီပါတယ်။အဲဆုံးကတော့မိမတွေလေပေါ်တက်လို့ရှိရင်ကံမကောင်းစေဘူးလို့ပြောနေပေမဲ့ကွမ်ရှိကတအားမယုံကြည်လက်မခံခဲ့ပါဘူး။ဒါကြောင့်ကွမ်ရှိလက်ကမ်းပေးနေတော့ကွမ်မြောင်အရင်တက်သွားခဲ့ပါတယ်။ ။အဲဆုံနဲ့သမီးလက်ကိုဖမ်းဆွဲလိုက်ပြီမယ်။ပြောမထွက်ခဲ့ပါဘူး။သူနဲ့အဲဆုံကလေဘော်ကိုလိုက်တက်လာခဲ့ပါတော့တယ်။အဲနောက်မှာတော့သူတို့မိသားစုလေထွက်ပြီးတော့အဲဆုံကိုယ်တိုင်လေရဲ့နာမည်ကိုကွမ်းမြောင်တုံလို့ရေးပေးခဲ့ပါတယ်။သူတို့နဲ့အဲဆုံကသူတို့ရဲ့အယူသီးတဲ့အကြောင်းအရာတွေကိုစိတ်ကြိုက်အော်ဟစ်ပြောဆိုနေခဲ့တာပါ။ကွမ်းရှင်ကတော့ငယ်စဉ်ကတည်းကအဲဆုံပြောသမျှတွေကိုထောက်ခံလာတာကလေး၃ယောက်ရတဲ့အထိပါပဲ။အဲနာမှာတော့အဲဆုံကသူတို့မှာအိမ်ရောလေပါရှိနေမလို့ဝမ်းသာမျက်ရည်ကျလို့နေပါလေ။ကွမ်ရှင်လဲသူ့ဘဝတစ်ချောင်းလုံးချစ်လာတဲ့မျိုးသမီးရဲ့မျက်နှာကိုကြည့်ပြီးတော့ နွေဦးညတညကိုအချက်နန်းတွင်နေတူကုံဆုံးလိုက်ပါတော့တယ်ဟုတ်ကဲ့ပါဒီလေးအတွက်တင်ဆက်မှုကဒီလောက်ပါပဲခင်ဗျငယ်ကားချင်းနှစ်တရာအပိုင်းငါဖြစ်ပါတယ်ဆိုတော့နောက်နေ့မှလည်းအပိုင်းစရီကိုဆက်လိုက်ပြီးတော့တင်ဆက်ပေးသွားမှာဖြစ်တဲ့အတွက် channel ကို subscribe လုပ်ပြီးတော့ဘေးနာကောင်းလေးလို့နှိပ်ပြီးတော့စောင့်ကြည့်နိုင်ကြအောင်ပါဒီလိုလေးကိုစာဆုံးပြန်ကြည့်ချင်တယ်ဆိုရင် Telegram Channel ကို join ထားပြီးတော့ကြည့်လို့ရပါတယ်ခင်ဗျ။ဆိုတော့ဒီနေ့မှာအစားကနေအဆုံးထိလိုက်ပါကြည့်ရှုအားပေးခဲ့တဲ့ပရိသတ်များအားလုံးရောအချိန်ပေးခဲ့ကြတဲ့ K-drama series ကြိုက်ကြတဲ့ပရိသတ်များတယောက်ချင်းစီတိုင်းကိုလည်းဂျေဆုထူပဲတင်ရှိပါရခင်ဗျာကျွန်တော်အန်ခင်မှုပါ